ားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှေးပြူနယ်မှာစစ်တပ်ကရွာကိုမီးရှို့ရာကြက်ဖို့အမတ်လောင်ရဲ့နေအိမ်မှာမီးတဲပါတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တဝဲခရိုင်ရှေးပြူမြို့နယ်ဧကနိရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်ကရွာကိုမီးရှို့ဖျက်ဆီးခဲ့ရာကြက်ဖို့ပြည်ခိုင်ဖြိုးပါတီရဲ့အရင်အမတ်လောင်ရဲ့နေအိမ်ပါမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ စစ်တပ်အင်အားတရားဝင်ခြင်းဟာဧကနိယွာဘက်ကိုစက်တင်ဘာ28ရက်ကစတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေနဲ့စက်တင်ဘာ30နဲ့အောက်တိုဘာ1ရက်တို့မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဘက်ကအထိနာသွားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်ကတေဆုံများတော့ဧကနိယွာကိုမီးရှို့ထားခဲ့တယ်ဗျာ။အဲ့ဒီမှာကြက်ဖို့အမတ်လောင်ရဲ့အိမ်နဲ့ကြက်ဖို့ပါတီပွင့်အိမ်တွေဖြစ်နေတယ်လို့ဒေတာစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ ဧကနိဘာကိုစစ်တပ်ကမိရှို့ရမှာနေအိမ်၁၀လုံးထပ်မံထိခိုက်ပျက်စီးသွားပြီးပျက်စီးနေအိမ်တွေထဲမှာ၂၀20ရွေးကောက်ပွဲမှာရေပြူမဲဆန္ဒနဲ့အမှတ်၁ကနေချက်ဖို့ကိုစလေလောင်အဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဦးနိုင်ဦးရဲ့နေအိမ်ပါနေတယ်လို့အခြားကြန့်ခိုင်ရေးပါတီဝင်တွေရဲ့နေအိမ်တွေလည်းပါသွားတယ်လို့အဲ့ဒီသတင်းရေးမြစ်ကဆက်ပြောပါတယ်။ ဧကနိရွာကိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်မှာစစ်ကောင်စီတပ်မှအင်အားတချို့ဟာရေပြူနဲ့ခါလာရ406နဲ့ခါလာရ409တဲကိုပြန်ဆုတ်သွားတာရှိတယ်လို့အင်အားတချို့ကတော့တက်ဖြောက်ထားတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေထံကနေစုံစမ်းသိရှိရပါတယ်။တိုက်ပွဲတွင်းမှာစစ်ကောင်စီဘက်က10ဦးဝင်းကျင်ထိခိုက်သေးဆုံးနိုင်ပြီးတော်လန်ရီပူပေါင်းတပ်တွေဘက်ကရဲဘော်တအူကြာဆုံးနေလို့သိရပေမယ့်အခြေအနေအပြည့်စုံကိုလူလူနေဦးကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ဆလပီကြောင်ကုန်းမြို့တွင်စစ်ပေးရှောင်များကိုရွေးကောက်ပွဲမဲထက်ရန်တရိပ်ပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းကျောင်းကုန်းမြို့မြို့နယ်တွင်ရှိစပေးရှောင်းများကိုအော်တိုဘာ၁ရက်နေ့ကထွေအုပ်ယုံသို့ခေါ်ယူကလာမည့်ရွေးကောက်ပွဲတွင်မဲထက်ရန်တတိပေးခဲ့ကြောင်းသိရပါသည်။ကျောင်းကုန်းမြို့နယ်တွင်ရှိရက်ွက်ကြီးရွာများတွင်အခြားဒေသများမှစပေးရှောင်းရင်လာရောက်နေထိုင်ကြသူများကိုရခုကဲ့သို့ခေါ်ယူတတိပေးခဲ့ခြင်းဖြစ်ပါသည်။ရက်ွက်ရာအိမ်မှုကအစည်းအဝေးတက်ရမယ်ဆိုလိုသွားတာလာမည့်ရွေးကောက်ပွဲကြမဲမထည့်လို့မရဘူးပြောတယ်။သူတို့ဆက်နေပေးရမှာဆိုပြီးအစမ်းနှိမ့်ခိုင်းတယ်ဟုရခိုင်ပြည်နယ်မှစပေးရှောင်းလာသူတအူးကသတင်းဌာနကိုပြောပါသည်။ AOD တိုင်းအတွင်းရှိငတိုင်းကြောင့်ရေကြီးလေးမျက်နှာမျိုးနဲ့များတွင်အာရကတက်တော် AA ပူးပေါင်းတံများနှင့်စစ်ကော်မရှင်တက်တို့ကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသဖြင့်ဒေသခံများသည့်ကြောင်ကုန်ပသိမ်ဟင်္သာရမျိုးနယ်သို့စစ်ရှောင်သူများကြောင့်သိရပါသည်။ကျမ ãi တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။